ဖုံဖုံဖေရဖေရကိုအဘဲကြောင့်ကိုးကွယ်ထိုက်ပါတည်းတဲ့မြတ်စွာဘုရားဤဂုံဘုတ်တွေကအနန္တရှိတာဖြစ်တဲ့အတွက်ဘာကြောင့်ကိုးကွယ်ရတည်းဆိုတာကိုပြောမယ်ဆိုရင်ပြောလို့မကုန်နိုင်ပါဘူးเนาะတစ်ခုလောက်ပဲပြောပြပါမယ်ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကိုဗုဒ္ဓလို့ခေါ်ပါတယ်ဘာကြောင့်ဗုဒ္ဓလို့ခေါ်တာလဲဆိုရင် တစ္ဆာ၄ပါးမြတ်တရားကိုဆရာမကူတန်ရဘူးညံဖြင့်ကိုတော်တိုင်ထိုးထွင်း၍သိမြင်တော်မူပြီးသီတိအလျောက်တတဝါတွေကိုလည်းသိစေ၍တန်တရာဝိစင်းရမှလွတ်မြောက်စေတာကြောင့်ဗုဒ္ဓလူခေါ်ဆိုခြင်းဖြစ်ပါတယ်။အဲဒီလိုတစ္ဆာ၄ပါးမြတ်တရားကိုဆရာမကူတန်ရဘူးညံဖြင့်ကိုတော်တိုင်ထိုးထွင်း၍သိမြင်တော်မူပြီးသီတိအလျောက်တတဝါတွေကိုလည်းသိစေ၍ ်သန္တရာဝိစင်းရဲ့မှလွတ်မြောက်စေတာကြောင့်ဘုရားကိုကိုးကွယ်ရခြင်းဖြစ်ပါတယ်အဲ့ဒီတခုထဲနဲ့တင်ဘုရားဟာကိုးကွယ်ထိုက်သွားပါပြီဒါဆိုရင်ဘုရားကိုဘာကြောင့်ကိုးကွယ်ရတယ်လဲဆိုတာကိုသိလောက်ပြီးခင်ပါတယ်ဖုံဖုံဖယားမေခွန်းမေခွင့်ပြုပါဖယားဆရာတော်ចောင်းထိုင်ဖုံဖုံကိုသွေးလှူတန်းတာဘယ်လိုကုသိုလ်ရလဲဖယားမသိလို့မေးတာပါဖယားကျေးဇူးပြု၍တဲ့ ဒါနပရိစ္ဆာကစီးစိမ်ဥစ္စာကိုစွန့်လွှတ်လှူဒန်းခြင်းအင်္ဂပရိစ္ဆာကကိုယ်နဲ့အင်္ဂအသွေးအသားတို့ကိုစွန့်လွှတ်လှူဒန်းခြင်းပုဒ္ဒပရိစ္ဆာကသာသမီကိုစွန့်လွှတ်လှူဒန်းခြင်းပရိယပရိစ္ဆာကဇနီးမယားကိုစွန့်လွှတ်လှူဒန်းခြင်းဇီဝိတပရိစ္ဆာကအသက်ကိုစွန့်လွှတ်လှူဒန်းခြင်းဆိုတဲ့ဖရာအလောင်းတွေဖြစ်ခြင်းတဲ့စိုးကြီးခြင်း၅ပါးထဲမှာ အင်္ဂပရိစ္ဆာက ကိုလက်အင်္ဂအသွေးအသားတို့ကိုစွန့်လွှတ်လှူဒန်းခြင်းဆိုတဲ့အချက်ပါပါတယ်။သွေးလှူဒန်းခြင်းသည် အင်္ဂပရိစ္ဆာကတဲ့အကျုံးဝင်တာကြောင့်သွေးလှူဒန်းခြင်းဟာဖရာအလောင်းအရိယာသူတော်ကောင်းတို့ရဲ့ကျင့်စဉ်လည်းဖြစ်သလိုတတဝါတိုင်းတတဝါတိုင်းဟာသွေးဖြင့်အသက်ရှင်သန်နေရတာဖြစ်သည့်အတွက် သွေးလှူဒန်းခြင်းဟာအသက်ကိုလှူဒန်းခြင်းလည်းဖြစ်ပါလေ။သွေးလှူဒန်းတဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျာဘဝမှာ အသက်ရှည်ပြီးအနာရောဂါကင်းခြင်းဆိုတဲ့ကောင်းကျိုးတွေကိုရရှိပါတယ်။ဒါဟာသွေးခလူတန်းခြင်းကြောင့်ရရှိတဲ့ကုသိုလ်အကျိုးတရားတွေပဲဖြစ်ပါတယ်။အရှင်ဖေယားတပည့်တော်လူဝတ်နဲ့ဖုန်ကြီးစာတင်လို့ရလားဖေယားဖြေပေးပါဖေယားအတွေးတွေကသေးတိမ်တဲ့အရွယ်မှု စကားပြောအမှားပါရင် ခွင့်လွတ်ပါဖေယားတဲ့လူဝတ်နဲ့ဖုန်ကြီးစာတင်ကောင်းလားမဟုတ်ဘူးတင်ကိုတင်ရမှာနော် လူဝတ်ကြောင်တွေဖုံးကြီးစာတတ်ထားဖို့လိုပါတယ်လူဝတ်ကြောင်တွေဖုံးကြီးစာတတ်ထားမှဖုံးကြီးတွေကို ချင်းကတ်တတ်မှာဖြစ်ပါတယ်တချို့ကလူဝတ်ကြောင်တွေဖုံးကြီးစာမသိင်ကောင်းဘူးဆိုပြီးပြောဆိုနေကြပါတယ်မှားပါတယ်သူတို့မသိလို့ပြောနေကြတာပါဖះရှင်လက်ထက်တော်အခါကခုတ်စုတ်တရာအမိရှိတဲ့လူပုဂ္ဂိုလ်အမျိုးသမီးဟာဖះရှင်ဟောကြားထားတဲ့တုတ်တန်ပေါင်းတရာကျော်ကိုအာကုံဆောင်ထားတဲ့သူ ဖြစ်ပါတယ် ကြောင့်လည်းပဲဖယားရှင်က ခုတ်ဆုပ်တရာကိုဘ ഹു တုဒအရာမှာဣတရက်ထားတော်မူခြင်းဖြစ်ပါတယ်။ပထမသင်္ကာယနာတင်တဲ့အခါမှာခုတ်ဆုပ်တရာအာဂုံဆောင်ထားတဲ့တုတ်တန်ပေါင်း100ကျော်ကို ခုတ်ဆုပ်တရာထံကနေယူပြီးသင်္ကာယနာတင်ရပါတယ်။ဒါကြောင့်လူဝတ်ကြောင်တွေဖုန်ကြီးစာတတ်ထားဖို့လိုပါတယ်။ဖုန်ကြီးစာကိုတင်လဲတင်ကောင်းပါတယ်။အရှင်ဖယားသူများတွေကအရှင်ဖယားကိုဖုန်ကြီးနဲ့တက်တော့ ဘာဆိုင်လို့လဲဆိုပြီး မေခွန်းထုတ်နေကြတာတွေကိုဗီဒီယိုလေးနဲ့ထိုးသူတွေအကုသို့မရအောင် ရှင်းပြပေးပါအရှင်ဖရာတဲ့ဘလောက်ပဲရှင်းပြရှင်းပြပညာမဲ့လူမိုက်ကတော့အကုသို့ကို မရရအောင်ယူမှာပါ လောကောတတနာမာစီတော့လောကောလောကကြီးသည်တတနာသူသူငါငါတတဝမှန်သမျှတို့ဤအာစီရော သင်ကြားပြသပေးသောဆရာသမားမိပါပေတယ်တဲ့။လောကကြီးဟာနေ့စဉ်နေ့စဉ်တတဝါတွေကိုပညာသင်ကြားပေးနေတဲ့ဆရာသမားဖြစ်ပါတယ်။ဘာပညာတွေသင်ကြားပေးနေသလဲဆိုရင်ပဝန်းကျင်ကိုကြည့်လိုက်ပါ။ကောင်းတာတွေရော မကောင်းတာတွေရောမြင်ရပါလိမ့်မယ်။ဒါဟာလောကကြီးကသင်ကြားပေးတဲ့ပညာတွေပဲဖြစ်ပါတယ်။ပညာရှိသူတော်ကောင်းတွေဟာ ပဝန်းကျင်လောကကတင် जा ပြီးတဲ့ပညာတွေထဲကမကောင်းတဲ့ပညာရက်တွေကိုသင်ခန်းစာဖြင့်အသုံးချ၍ကောင်းတဲ့ပညာရက်တွေကိုယူဆောင်ပြီးတန်ត្រာဝိစင်းရဲကလွမြောက်အောင်ကြိုးစားကြပါれပညာမဲ့လူမိုက်တွေကတော့ပဝန်းကျင်လောကကတင် जा ပြီးတဲ့ပညာတွေထဲကကောင်းတဲ့ပညာရက်တွေကိုမယူဘဲမကောင်းတဲ့ပညာရက်တွေကိုယူပြီးအပေလေးပါးသို့ဆင်းသွားကြပါれ ပဝန်းကျင်လောကကပေးတဲ့ပညာတွေထဲကကောင်းတဲ့ပညာရက်တွေကိုမယူပဲမကောင်းတဲ့ပညာရက်တွေကိုယူပြီးအပယ်လန်းဖောက်နေတဲ့လူတွေကိုသူစဉ်အနေနဲ့ဘာမှပြောစရာအကြောင်းမရှိပါဘူးအချိန်တိုင်းရင်သူတို့လောက်ရကသူတို့ကိုတရားစီရင်ပါလိမ့်မယ်နော်ကာယကံဝစီကံနဲ့ကာယ द्वार ဝစီ द्वार ကဘာလဲဖေယရှင်းပြပေးတော်မူပါဖေယတဲ့ ဒကာဒကာမတွေဩဃာကကတော့တဲ့အခါမှာတချို့ကကာယကံဝစီကံမနောကံလို့ဆိုပြီးကတော့ကြပါတယ်တချို့ကြတော့လည်းပဲကာယဒွါရဝစီဒွါရမနောဒွါရလို့ဆိုပြီးကတော့ကြပါတယ်ကာယကံဝစီကံမနောကံနဲ့ဆိုပြီးကတော့တာကအများဆုံးပါနော်ဒီကာယဒွါရဝစီဒွါရမနောဒွါရဆိုတာဟာဒွါရဂိုင်းကိုထူထောင်ခဲ့တဲ့ ဥပ္ဖိုလ်ဆရာတော်ကြီးကနေစခဲ့တာပါ။ကာယကံဝစီကံမနောကံဆိုတာက ကိုယ်အမှုနှုတ်အမှုစိတ်အမှုတို့ကိုပြောတာဖြစ်ပါတယ်။ကာယ द्वारा ဝစီ द्वारा မနော द्वारा ဆိုတာဟာလည်းပဲကိုယ်အမှုအရာနှုတ်အမှုအရာ စိတ်အမှုအရာတို့ကိုပြောတာဖြစ်ပါတယ်။အဆိုကွာသွားပင်မဲ့အတိတ်ပဲခြင်းကတော့အတူတူပါပဲเนาะသဘောပေါက်မယ်လို့ထင်ပါတယ်။အရှင်ဖရာရှင်မဟာကတ္တပကြီး နိဗ္ဗာန်ဝင်ပြီးခန္ဓာကိုယ်မီးသင်းကြိုခဲ့ပါသလားဖြေးချပေးတော်မူပါဖရာတဲ့တချို့ကမြန်မာနိုင်ငံမှာရှိတဲ့အလောင်းတော်ကတ္တပကူဖရာရှင်လက်ထက်ကဒုတင်73ပါးဆောင်တဲ့ရှင်မဟာကတ္တပမထေရကြီးလို့ထင်တတ်ကြပါတယ်မဟုတ်ပါဘူးเนาะမြန်မာနိုင်ငံမှာရှိတဲ့အလောင်းတော်ကတ္တပဆိုတာဟာနရပတိစီတူမင်းလက်ထက်ကပေါင်းလောင်းရှင်မဟာကတ္တပဖြစ်ပါတယ်ဖရာရှင်လက်ထက်ကဒုတင်73ပါးဆောင်တဲ့ ရှင်မဟာကတ္တပမထေရကြီးမဟုတ်ပါဘူး။ဘုရားရှင်လက်ထက်ကဒုတင်73ပါးဆောင်တဲ့ရှင်မဟာကတ္တပမထေရကြီးသည်ရာဇဂြိုမြို့ဝေဘာရတောင်မှာပရိနိဗ္ဗာန်ဝင်ဆံပြီးခန္ဓာကိုယ်မိသိမ်းကြိုခဲ့ကြောင်းကတ္တပတန်ရုပ်အထကထာမှာဖွင့်ဆိုထားပါတယ်။ဒါကြောင့်ရှင်မဟာကတ္တပမထေရကြီးသည်နိဗ္ဗာန်ဝင်ပြီးခန္ဓာကိုယ်မိသိမ်းကြိုခဲ့ပါတယ်။အရှင်ဘုရားဖုန်ကြီးတွေနာမည်အရှိမှဘဒ္ဒန္တဘာလို့ထဲ့တာပါလဲဘုရား။ ဘယ်လိုပုဂ္ဂိုလ်မျိုးမှထဲခွင့်ရှိပါသလဲဖရာတဲ့ဗတ္တံတောတိဂုဏဝိတေတယုတ်တော်ဗတ္တံတေတိဂါရဝဝဆန္နံဟုအထာကထာအဖွင့်အယဗတ္တန္တဆိုတာဂုံအထုနှင့်ရှင်သောပုဂ္ဂိုလ်အယုအသေးပြုထိုက်သောပုဂ္ဂိုလ်တို့အတွက်မှဲ့သောအမိနာမတစ်မျိုးဖြစ်ပါတယ်တက္ကဒအဘိဓံကျမ်း၏အဓိပ္ပာယ်ဖွင့်ဆိုချက်မှာတော့ဗတ္တန္တဆိုတာညံ့လို့အတ်သူပူဇော်အတ်သူအယုအသေးပြုထိုက်သောသူကျမ်းဂန်ကိုဟောပြသူ ဗုဒ္ဓဟုအတိပ္ပယ်၅မျိုးထပ်ပါတယ်။ဒါဟာဗတ္တန္တရဲ့အတိပ္ပယ်ပဲဖြစ်ပါတယ်။လူတိုင်းမှာမျက်လုံးနှလုံးရှိပါတယ်။လူတိုင်းမှာမျက်လုံးနှလုံးရှိတာမှန်တော်လည်းပဲ။တချို့လူတွေကတစ်ဖက်ပိတ်ပြီးကြည့်ကြတယ်။အဲ့ဒီလိုလူကိုတစ်ဖက်ကန်းသမားလို့ခေါ်တယ်နော်။အဲတချို့ကြတော့လည်းပဲမျက်လုံးနှလုံးတော့ပါပါတယ်။တစ်ဖက်ပိတ်ပြီးတော့တောင်မကြည့်ဘူး။နှစ်ဖက်စလုံးပိတ်ပြီးကြည့်တယ်။ ဲ့ဒီလိုလူကိုတော့ဇုံလုံးကန်းလို့ခေါ်တယ်အခုမန်းပိုင်ရှင်ကတစ်ဖက်ကန်းတမလားဇုံလုံးကန်းတမလားဟင်ဦးစင်းကိုတရားမရှာဘူးလို့ပြောရအောင်ဦးစင်းရဲ့အကောက်ထဲကိုဝင်ကြည့်ပြီးပြီလားဦးစင်းရဲ့အကောက်ထဲမှာတရားနဲ့ပတ်သက်တာတွေတင်ထားပါလေရဲ့နဲ့တရားနဲ့ပတ်သက်တာတွေကိုမမြင်ဘူးဆိုတော့ပြေကြတယ်မန်းပိုင်ရှင်ဟာတရားကိုမမြင်တော့အောင်ဇုံလုံးကန်းဖြစ်နေပြီ ။တရားကိုမမြင်လောက်အောင်ဇုံလုံးကန်းနေတဲ့လူတယောက်ဟာနောင်တန်တရာအရေးအတွက်စိတ်မချရဘူးနော်။အခုနေပြင်ဆင်ပါ။ဦးစင်ကတနာလို့စေတနာနဲ့တတိပေးတာပါနော်။အရှင်ဖရာခေါင်းလောင်းလှူရင်ဘယ်လိုကုသိုလ်တွေရလဲအရှင်ဖရာဖြေချပေးတော်မူပါဖရာတဲ့။ခေါင်းလောင်းလှူတယ်ဆိုတာဟာအတန်အလှူပဲဖြစ်ပါတယ်အတန်အလှူကိုစာပေမှာတတဒါနလို့ခေါ်ပါတယ် အတန်နဲ့ပတ်သက်ပြီးကောင်းမှုပြုတဲ့သူတွေဟာဖြစ်လျာဘဝတိုင်းမှာအတန်ဤကောင်းခြင်းအတန်ဤဩဇာအာဏာပြည့်စုံခြင်းဆိုတဲ့ကောင်းကျိုးတွေကိုရရှိပါတယ်။ဖျားရှင်လက်ထက်တော်အခါကဂောတကဆိုတဲ့တထေတူရှိပါတယ်။အဲ့ဒီဂောတကဆိုတဲ့တထေဟာဘဝတစ်ခုမှာခွေးဖြည့်ခဲ့စဉ်တုန်းကရှင်ပြည့်စေကဗုဒ္ဓသွားမဲ့လမ်းမှာရှင်ပြည့်စေကဗုဒ္ဓကိုအစိရှိတတ္တဝါများအန္တရာယ်မပြုနိုင်အောင်လို့အတန်ဖြင့်ဟောင်းပြီး၆လန့်ပေးခဲ့ပါတယ်။ အဲ့ဒီကုသိုလ်ကြောင့်ခွေးဘွားကတည်တဲ့အခါမှာဂေါတကနှစ်သားရယ်ဆိုပြီးနှစ်ပြေမှာနှစ်သားဖြစ်ရပါတယ်လူပြေမှာလူဖြစ်လာပြန်တော်လဲပဲအတန်ကောင်းပြီးဩဇာအာဏာနဲ့ပြည်စုံတဲ့ဂေါတကသူတို့သားရယ်ဆိုပြီးဖြစ်လာရပါတယ်ဒါဟာအတန်အလှူကြောင့်ဖြစ်ပေါ်လာတဲ့ကောင်းကျိုးတွေပဲဖြစ်ပါတယ်